နေပညာသုံးပြီးတော့ train sign ရဲ့မွေးရာတွေကိုတွေ့ရတာကကံကောင်းမှုတစ်ခုပါပဲဒီကနေ့ top song video မှာဆိုရင်တော့သူတို့ရဲ့ကလေးတွေကိုလောကရဲ့ဘလို့ခေါ်လာတယ်လဲဆိုတာသိရမှာပဲဖြစ်ပါတယ် subscribe နဲ့ခလောင်းလေးနှိပ်ပြီးတော့ top song ကိုအားပေးသွားပါအောင်ရှင်ကျေးဇူးပါဒါဆိုရင်တော့ဆက်လိုက်ပါတော့မယ်ကျမကတော့ခိုင်ပါရှင်နံပါတ်၁တက္ကလအုပ် တက္ကလအုပ်ကလေးလေးကသူ့အမေဘိုက်6ပေကွာကနေပြုတ်ကြလာပြီးမတ်တထရက်တောင်တွေ့ရမှာပါ။တားရဲရဲနဲ့ရင်ဆိုင်ရမှာမလို့လောကကြီးကခက်ခဲနေပြီမြင်တက္ကလအုပ်ကလေးလေးတွေကလည်းအမြင့်ကနေပြုတ်ကြလာတာမှခံနိုင်ရှိပြီးကဘာပေါ်မှာအံ့ဩစရာတတ္တဝါတွေဖြစ်နေတာပါ။သူတို့ရဲ့မွေးကစားအမတ်တရားတွေကိုမေ့ကြည့်မယ်ဆိုရင်တော့မြေကြီးနဲ့ရိုက်မိတာပဲဖြစ်မလား။အဝေးကနေသူတို့အမေကိုမြင်ရတာပဲဖြစ်မလား။ဒါပေမဲ့လည်းသူတို့ကအခက်ခဲတွေကိုကြော်လာနိုင်ပြီးသူတို့ရဲ့ပတ်ဝန်းကျင်ကိုလက်ရောညှိတွေဖြစ်ရလို့နေနိုင်တာကလည်းသူတို့ရဲ့အံ့ဩစရာရေချမ်းနေပဲဖြစ်ပါရဲ့ရှင်။ နမနဲ့ခြေရာခံမိတဲ့ဟိုအီနာကလေးမွေးတာကိုခတ်တယ်လို့ထင်ရင်တော့ဟိုအီနာတွေရဲ့ထူးခြားတဲ့မျိုးပွားနည်းတွေနဲ့ကလေးမွေးပုံကိုကြည့်လိုက်ကြရအောင်ပါဟိုအီနာတွေမှာရှေလျားတဲ့အင်္ဂါရှိနေပြီးအငြေကျေးစောင်းထုတ်တာမိလိုက်တာနဲ့ကလေးမွေးတာတွေအတွက်သုံးပါတယ်သူတို့ကပြုံပေါက်သေးသေးလေးတွေကနေကလေးညှရတာဖြစ်နေပြီးဒီပြုံကအချမ်းတလန်းမှပဲရှိတာပါဒီအကအဆိုးဆုံးမဟုတ်သေးပါဘူးနော်ကလေးမွေးတဲ့ချိန်မှာသူတို့ရဲ့ပြုံးကပြဲသွားပြီးသွေးထွက်လွန်လာတဲ့ပိုးဝင်မှုတွေကြောင့်အသက်မရှင်ကြတာများပါတယ်ကလေးတို့ဆိုရင်တော့ပြုံးထဲမှာမွန်းသွားတာလည်းရှိပါသေးရှင့် ံပါတ်3ဘဲနှုတ်သီးနဲ့နှိုးတိုက်တက်တော့ပါ ထိုးစမ်းတဲ့တရဝါဒကောင်ဖြစ်နေပြီးတော့အမွှေးထူတဲ့ကိုယ်ရည်ရှိပါတယ်။ဘဲလိုခြေထောက်တွေကသူ့ကိုရေကူးနိုင်အောင်ကူညီပေးပြီးအဆူးတွေလည်းပါပါတယ်။ဒါပေမဲ့အထူးဆန်းဆုံးကတော့ဘလူကလေးမွေးလဲဆိုတာပါပဲ။တခြားနိုးတိုက်တတဝါတွေနဲ့မတူဘဲနဲ့သူ့မှာကလေးနိုးတိုက်ဖို့အတွက်နိုးတွေမပါလာပါဘူး။ဒါပေမဲ့သူကတွားတွားတတဝါတွေလိုဥဥလိုက်ပြီးဆယ်ရက်ကြာမှတော့ဥပေါင်းလာပါပြီ။ကလေးတွေကသူ့အမေဘိုင်ရဲ့အပေါင်းငယ်လေးတွေကနေနိုးဆိုပြီးတော့နိုးတွေကဒီပေါက်ကနေထွက်လာပါတယ်။ဒီဖြစ်စဉ်ကလေးလလောက်ကြာပြီးတဘာဝရဲ့ထိုးစမ်းမှုတစ်ခုလည်းဖြစ်ပါရဲ့ရှင်။ နံပါတ်၄ပင်လယ်နဂါပင်လယ်နဂါအထီးတွေကဘလို့ကလေးမွေးလဲဆိုတာသိပါသလားဟုတ်ပါတယ်ပင်လယ်နဂါအမကဥကိုအထီးစီကိုလွှဲပေးပြီးအထီးအမသူတို့ကိုတလာနေပါတည်ထားတာပါဥရိတဲ့နေချိန်တွင်းမှာဟော်မုန်းပြောင်းလဲတွေအလေးချိန်တိုးတာတွေပင်လယ်ရင်ကြီးစားချက်နာတွေဖြစ်နေပြီးမွေးရတဲ့သူရဲ့အိတ်ထဲကနေပင်လယ်နဂါထောင်ပေါင်းများစွာထွက်လာပါပြီ။သူတို့နားတော့သိမကပ်ပါနဲ့နော်။သူတို့ကမွေးကလေးကခုခံကာကွယ်နိုင်ပြီးအထီးတွေကလည်းထိန်းချမှုအချိန်မရှိပါဘူးလေ။သူကမွေးပြီးတော့နိုင်အိနေငယ်ချာမှာမိလိုက်ဖို့အတွက်ထပ်ပြီးတော့ပြင်ဆင်ရပါပြီ။ နံပါတ်5စီချလိတ်ထိုးစားတဲ့ငါးမျိုးစားတစ်မျိုးဖြစ်နေပြီးတခြားငါးတွေနဲ့မတူတာကတော့ဥမဥတာပါပဲအဲ့ဒီစားငါးအမကပါဇက်ထဲမှာဥကိုတည်ဆောင်ပြီးဥပေါက်တဲ့အထိငုံထားတာပါနောက်တော့သူ့ကိုယ်သူကာကွယ်နိုင်တဲ့အထိစပြီးတော့ငုံထားပါသေးတယ်စီတလစ်ကအရန်ကိုပိုက်စားချက်ပေးမိ။ကလေးတွေကငုံထားတဲ့အချိန်တွဲမှာတော့ဘာမှမစားပါဘူးနော်။ဒါကနှစ်လလောက်ကြာပြီးတခါတလေဆွေးတော့သတိမေ့ပြီးကလေးတွေကိုမြို့ချကြပါတယ်။ဒါကြောင့်ကလေးတွေကိုစားတဲ့ငါးလူလည်းနာမည်ကြီးပါသေးတယ်ရှင်။နံပါတ်6 အော်အော်ငတ်ကြောင်ကဒီငါကတော့တခြားငါတွေလို ကလေးထိန်ခိုင်းတာပါသူတို့ရဲ့ဥတွေက Cichlis ငါးဥတွေနဲ့ဆင်လို့ Cichlis ငါးကသူ့ရဲ့ဥတွေနဲ့အမှန်မှားပြီးတော့တည်သွားကြပါတယ်ဒါပေမဲ့လည်းအော်အော်ငတ်ကြောင်ဒီငါးတွေနဲ့ဥတွေကပို့ပြီးတော့အပေါင်းမြန်တာပါအော်အော်ငတ်ကြောင်ငါးတွေကမပေါက်သေးပဲနဲ့ Cichlis ငါးတွေကိုစားတတ်ပြီး Cichlis ရဲ့ကလေးရောင်ဆောင်ပြီးတော့လည်းပါဇက်ထဲမှာဝင်နေပါသေးတယ်ဒါကြောင့် Cichlis ငါးအမေကြီးကဒုက္ခများပြီးအလကားကလေးထိန်ပေးနေရတယ်လို့ပါပဲလေ နံပါတ်9ဩစတြေးလျပင့်ကူမြင်ငဖြူသူရဲ့အမျိုးပွားစနစ်ကတော့အနောက်ရှက်ဖြစ်စရာပါပဲသူကပင့်ကူတကောင်ကိုသူ့ရဲ့အစိမ့်နဲ့အကြောတီအောင်လုံလိုက်ပြီးပင့်ကူကတည်လဲမတည်တလို့လှုပ်လဲမလှုပ်နိုင်ပါဘူးအမောင်ထဲမှာပဲတစ်ချိန်လုံးရှင်နေပြီးငဖြူရဲ့ဥပေါက်လာတဲ့အချိန်မှာတားလောင်းလေးရဆာဆာပါပြီသူကပင့်ကူကိုအသက်ဆက်ရှင်နေအောင်လို့ပင်မအင်္ကာတွေကိုမစားတော့ပါဘူးတားလောင်းလေးရနေပြီးတော့အကောင်ကြီးအဖြစ်ကိုရဖို့အတွက်နှစ်ပတ်လောက်ကြာပြီးပင့်ကူကတော့ဒီအချိန်တွေတစ်ခုလုံးကအိမ်မက်ဆိုးဖြစ်နေမှာပါပဲ နမရှက်တုတ်ပြားကောင်များကလေးတွေဖြစ်လာဖို့ဆိုရင်တော့တုတ်ပြားတွေကဆရာတဆူပါပဲသူတို့မှာအထီရောအမပါမျိုးပွိုင်းအင်္ဂါစနစ်တွေပါရှင်နေပြီးတယောက်နဲ့တယောက်နဲ့မိတ်လိုက်နိုင်တယ်လို့ဥဒါမမဟုတ်တားလောင်းမှာပေါင်နိုင်ပါတယ်သူတို့ကကလေးမွေးဖို့အတွက်ကိုနှစ်ချမ်းကိုခွဲပြီးရတော့နောက်တစ်ချမ်းမှာခေါင်းနဲ့အမိတွေပါလာပါတယ်ဒါကိုပြန်လဲပေါက်ဖွားခြင်းလို့ခေါ်ပြီးသူတို့မှာအယိုးလည်းမရှိတယ်လို့သွေးလည်းမရှိပါဘူးလေအိမ်မှာတော့မစမ်းကြည့်ကြပါနဲ့နော်တုတ်ပြားတွေကဆရာကြီးတွေမလို့သူတို့ကဘာလုပ်နေလဲဆိုတာသိပါရဲ့ရှင် နမတ်ကိုတူကောင်းကမန်1999ခုနှစ်မှာနာဘရာစကာဒရိတ်ဆိုင်ရုံကတူကမန်ကတူကမန်လေးတကောင်ကိုမွေးခဲ့ပါတယ်။ဒါပေမဲ့ကန်ထဲမှာဆိုလို့တူကမန်အမေကြီးပဲရှိတာပါ။ဒီဖြစ်စဉ်ကိုပနီတိုဂျနက်ဆက်စ်လို့ခေါ်ပြီးဂရိဘာသာကပြန်မယ်ဆိုရင်တော့အပြူကလေးမွေးခြင်းပါ။ငမမမရဲ့ဥရိကအထည်ရဲ့တော့ရေမပါပဲနဲ့အမျိုးအောင်နိုင်ပြီးတဘာဝရဲ့ရှားပါးတဲ့ဖြစ်စဉ်တခုလည်းဖြစ်ပါတယ် ဒါပေမဲ့လည်းသူတို့မှာမကောင်းတဲ့အချက်တွေရှိနေပါသေးတယ်။ဒီလိုမွေးလာတဲ့ငမန်းလေးတွေမှာမျိုးရိုးဆိုင်ရာလက္ခဏာတွေယောဂတွေနဲ့ဖက်ဝန်းကျင်ပြောင်းလဲရတဲ့ထူဆန်းတဲ့ယောဂကိုကြုံတွေ့ရတတ်တာပါပဲ။ဒါကြောင့်အမရိအလုံးကတန်ပန်နေအတိုင်းသွားမယ်ဆိုရင်တော့အထီးတကောင်ကိုရှာမှာပေါ့လေ။နံပါတ်10စင် စံတကောင်ကဘလို့ကလေးမွေးလဲဆိုတာသင်သိကြမှာလားဒါကမာရသွန်ပြိုင်ပွဲနေ့တော်တူနေပါသေးတယ်ပေါင်300ရှိတဲ့ကလေးကဘိုက်ထဲမှာတုံးနေပြီသူတို့ရဲ့ကိုဝင်ဆောင်ကာလာက22လဖြစ်ကနှစ်နှစ်နီးပါးဖြစ်တာကြောင့်노တိုက်တတဝရရဲ့ကိုဝင်ဆောင်ကာလာထဲမှာအရှိကြဆုံးပဲဖြစ်ပါတယ်ရက်စီတဲ့အခါမှာတော့ကလေးကသုံးပေအမြင်နဲ့ပြုတ်ကြပြီတနအိကြမှာတော့လန်ဆာရှောက်တတ်ပါပြီစံပေါင်လေးတွေကသူ့အမိနဲ့6နဲ့ကြားတဲ့အထိအတူတူနေကြမှာပါစံကလေးတွေကိုလည်းသူတို့ရဲ့ခက်ခဲတဲ့မွေးဖွားမှုတွေအတွက်ဂုံပြုတ်ပေးလိုက်ကြရအောင်ပါလားရှင် နမတ်၁၁ရှင့်ရှဲ့နွေရဲ့ကလေးမွေးတဲ့ပုံစံကအရန်ကိုထုံစမ်းပြီးနိုးတိုက်သက်တော်အများစုနဲ့မတူပါဘူးလေသူတို့မှာအမေနဲ့ကလေးကိုဆက်သွယ်ပေးထားတယ်အခြေမရှိပေမဲ့ CCM လို့ခေါ်တဲ့အချို့အင်္ဂါတစ်ခုရှိနေပြီးဒီအင်္ဂါကအမေရဲ့ခုခံအားစနစ်ကနေကလေးကိုကာကွယ်ပေးပါတယ်ဒါကအမေရဲ့တအိမ်နဲ့ဆက်ဆက်နေပြီးကလေးထွက်လာတဲ့ချက်ကျိုးကိုစားပါတော့တယ်ရှင်နမတ်၁၂အမွေးမပါတဲ့မိုးကြွက်များ ဂျာကာပရိသတ်ကြီးအတွက်မြင်ဘူးနေကြအကြက်ဖြတ်တတဝါမဟုတ်ပါအောင်နော်တို့ကမြေကြီးအောက်တွေမှာနေကြပြီးတို့ရဲ့အနေထိုင်မှုစနစ်ကလည်းထိုးကြပါရဲအမားတကောင်ပဲရှင်နေပြီးတော့ဒီပြင်မကိုရွေးချယ်ထားတဲ့အထီးတချို့နဲ့ဒါမိလိုက်ခွင့်ကိုပြုထားတာပါအလုံးသမားအများစုကမြုံနေပြီးဘယံမအတွက်အစာရှာပေးရပါတယ်တခါမွေးရင်ငါးကိုအကောင်20အထိမွေးနိုင်ပြီးအချိန်ပေါင်းများစွာပြုလုပ်နိုင်တာပါ ဘီယမာချင်းမှာအထူးနီလန်းတစ်ခုရှိနေပြီးဒီနီကတော့သူတို့ကိုမြုံအောင်လုပ်ပြပြီးတော့စကားနာထောင်စီတာပါပဲဒီနီလန်းတို့ကိုမျိုးဆက်တစ်ဆက်ပြီးတော့တစ်ဆက်ကူလာစီတာဖြစ်ပါရဲ့ရှင်နံပါတ်7 Tang Rag သူတို့ရဲ့ဆုံချွန်ဆွန်ပုံစံကဖြူငယ်နဲ့တူနေပြီးထိုးစက်နာကတော့ဆင်တွေနဲ့မျိုးရိုးပီစာနေဆက်တာပါပဲ အစိုးရနဲ့ဖုံးထားပြီးတော့အမေကလည်းကလေးမွေးတဲ့အချိန်မှာဒုက္ခများကြီးကိုကြုံတွေ့ရပါတယ်။ဘိုက်ထဲမှာတော့အစိုးရကညှို့ညံ့နေပြီးမယ်။အပြင်လေထိတာနဲ့လေနဲ့ထိပြီးတော့မာလာတာပါ။ဒါပေမဲ့သူတို့ကတခါမွေးပြီးဆိုရင်တော့နှကောင်ကနေဆယ်ကောင်ထိမွေးနိုင်ပါတယ်ရှင်။နမတ်ဆာလေးသင်းခွေကြက်တူတတ်တော့ပါ။ကိုဝင်ဆောင်တာကဘာမှမထုတ်ဆန်းဘူးလို့ထင်မယ်ဆိုရင်တော့သူတို့ကိုတစ်ချက်ကြည့်လိုက်ကြပါအောင်နော်။သူတို့မှာရက်နိုင်တဲ့ခလုတ်ပါပြီးကလေးမွေးဖို့အဆန်အသင့်မဖြစ်သေးတဲ့အချိန်မှာရက်နိုင်ပြီးဒါကိုတော့ Ambryonic Dyspox လို့ခေါ်ပါတယ်။ တာလောင်လီကအခုချိန်ထိအဆောက်နိုင်ပြီးတော့အသက်တော်ဆုံးအချိန်မှမွေးနိုင်တာပါတချို့ဝက်ဝင်တွေတပိုက်ကောင်တွေခွေးတူဝက်တူတွေနဲ့ကိုက်ဖြတ်တက်တော်ရီတောင်မှဒလုံလုံးနိုင်အောင်မြင်ဘူးပါတယ်တဘာဝကြီးမှလည်းထိုးကြတဲ့အရာတွေကိုဝေခွဲနိုင်စွာရှင်နေပါတယ်ရှင်နံပါတ်3ကစူရီနိမ့်ဖားများ ောက်တတ်တယ်ဆိုရင်တော့ဒီဘားကိုမြင်ချင်မှာမဟုတ်ဘူးပေါ့လေသူတို့မှာကထူးခြားတဲ့မျိုးပွားစနစ်ရှင်နေပြီးအထီးတွေကသူတို့ရဲ့မျိုးအောင်တဲ့ဥတွေကိုအမကြောတဲ့ကိုထည့်ပေးတာပါဒါကြောင့်ဥရိကအထဲကိုစိတ်ဝင်သွားပြီးတော့အပေါက်ငယ်တွေဖြစ်လာတာပါ။လာနေငယ်အကြာမှာတော့အကောင်ပေါက်လေးတွေကအမေရဲ့အရေးပြားကိုထုတ်ဖောက်ပြီးကြောထဲကနေပြီးတော့ထွက်လာပါတယ်။ဒါကတရေကနဲ့တူနေပြီမဲ့တဘာဝကြီးကအံ့ဩဖို့မကောင်းဘူးလား။ကဲဒါဆိုရင်တော့နောက်တစ်ခါမှပြန်လည်ဆုံတွေ့ကြတာပေါ့။ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါပိုင်ပိုင်။